အမေရိကန်စစ်တပ်ကြီးရောက်လာတာမဟုတ်ပေမဲ့စစ်တပ်ကြီးရောက်လာတယ်လို့တုံလုံနေရဲ့အာနာတိန်စစ်ဗိုလ်ချုပ်များရဲ့အခြေအနေအမေရိကန်စုရကမြန်မာနယ်စပ်ကကြားဖြန့်ခွဲမှုနှိမ်နှံမှုစစ်စင်ရေးစတင်လိုက်ခြင်းဟာရိုးရိုးရာဇဝင်မှုနှိမ်နှံရေးတသက်မဟုတ်ပါဘူးအမေရိကန်နိုင်ငံသားတွေအပါအဝင်ကမ္ဘာကြီးတစ်ခုလုံးကိုလိမ်နေတဲ့မြန်မာနယ်စပ်ကိုအမေရိကန်ရောက်လာပြီးဆိုတာက FBI နဲ့ CIA လိုအဖွဲ့တွေရင်စစ်စင်ရေးကိုအမေရိကန်အစိုးရကကမကထားပြုပြီး action ယူမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် ဒီ scam center strike force mission ဟာကြားဖွဲ့စမ်းတဲ့ NGO တွေကစီစဉ်တာမဟုတ်ဘဲအမေရိကန်အစိုးရကစီစဉ်တဲ့အတက်မြန်မာနယ်စပ်ကိုအမေရိကန်ရောက်လာပြီလို့ဆိုလိုပါတယ်။လက်ရှိအချိန်မှာတော်လိုင်းရဲ့အတက်တိတ်ကို motivation လုပ်လို့ကောင်းမဲ့ဂျုံနောက်ဂျုံငယ်အခွင့်အရေးတခုဖြစ်တည်ဟုနိုင်ငံရေးအကဲအကတ်များကတောင်းတကြ၏။ဒီလိုချင်းနေဟာအာနာသိန်းစစ်တပ်အတွက်ဘလောက်အထိထိတ်လန့်စရာဖြစ်တယ်လဲ။ ရခိုင်ကစစ်အုပ်စုဟာရုရှားနဲ့ကရုတ်ကိုအာကိုပြီးဥတန်းရွှေလက်ထက်ကလိုအမေရိကန်ကိုပစိုးလန်ပြမလားသို့မဟုတ်အာဆီယံကြအောင်ဝင်ပြီးအာဆီယံပစိုးကျုံတွေကနေအမေရိကန်ကိုရှားထုတ်ပြမလားဆိုတာကိုလူလူကစောင့်ကြည့်ခဲ့ရပါတယ်။ထို့ပေမဲ့ပြီးသူတွေထင်မှတ်မထားလောက်တဲ့အသည့်အာနာသိန်းစစ်တပ်ဟာတုံလုခြောက်ချားနေသည်။ရုရှားစစ်တင်ဘော်ကြီးမြန်မာကိုရောက်လာမခင်လပိုင်းအလိုလောက်ကလေးကကြားဖြန့်ကိစ္စကလှုပ်ခတ်နေတာဖြစ်သည်။ ဂျာဖျောင်းဝန်နန်လေယူရီယာဘက်ကိုပြီးစဉ်ကလေးကအာနာသိန်းစစ်တပ်ဟာအချင်းနေမဟမ်းမန်းတင်းရောရုရှားရဲ့ပါဝါကိုပြကျင်ဟန်တူသည်အမေရိကန်ကမြန်မာနယ်စပ်ကဂျာဖျန်ဌာနတွေကိုစစ်စင်ရေးဆက်လိုက်ချိန်မှာတော့စစ်အုပ်စုရဲ့တန်တမန်ကြီးအရအားကိုရနေရအာလုံးပြိုလဲတော်တည်ကိုတွေ့ရ၏ရုရှားဟာအာနာသိန်းစစ်တပ်ကိုဆီယာကြီးတရားလိုဆက်လိုက်ကိုယ်ပွေယုံစားစေစေဖို့စစ်တင်ဘောဒီစီလွှတ်ပေးခဲ့တာပါသူ့အပူလဲသူမို့ဒီထက်လဲကူညီနိုင်ဟန်မထင်ပါဘူး တရုတ်ကလည်းသူ့နိုင်ငံသားတွေမှွေတယ်မီးထင်နေတဲ့အတွက်သူ့နိုင်ငံဂုံတိခါကိုကာကွယ်ဖို့အာနာသိန်းစစ်တပ်ကိုကူညီနိုင်ရေမရှိပဲကိုလွတ်ယုံမဲ့အာမေနီးယားသည်အာဆီယံကနေစစ်အုပ်စုကိုအတိမပြုတဲ့အတွက်အာဆီယံပစိုးကြုံတွေကနေအမေရိကန်ကိုရှာထုတ်ပြရဲတော့ပါဘူးအာနာသိန်းစစ်တပ်ရဲ့မိတ်ဆွေစစ်စစ်ကြီးယိုရီယာကလည်းအင်အားကြီးတဲ့တရုတ်ဘက်အရင်းနေသည်ဆိုတော့အာနာသိန်းစစ်တပ်ဟာဦးတန်းရွှေခက်ကလိုပစိုးလန်ပြရဲတော့တယ်လို့အာဆီယံပစိုးကြုံတွေကနေရှာထုတ်ပြရဲတော့ပါဘူး အမေရိကန်ရဲ့နိုင်ငံရဲ့အစီအစဉ်အထက်တော်တော်လေးကိုတုံ့လုံနေပုံရသည်မြန်မာနယ်စပ်ကကြားဖြန့်ကိုနိုင်နေတာမြန်မာစစ်တပ်နဲ့မဆိုင်ဘူးတော်လန်ရင်နဲ့ဘာမှမပတ်ဘူးလို့စောရကတက်သူတွေကိုရှင်းပြရမှာဖြစ်ပါတယ်မြန်မာနယ်စပ်မှာ online လိမ်မှုလုပ်နေတဲ့ DKBA နဲ့ BGF ကမြန်မာစစ်တပ်ရဲ့လက်အောက်ခံလက်နက်ကိုင်တပ်တွေဖြစ်ပါတယ်မြန်မာစစ်ဗိုလ်ချုပ်တွေဟာဒီလုံခြုံရေးစီကနေဝင်ငွေရနိုင်ကြပါတယ်မြန်မာစစ်ဗိုလ်ချုပ်တွေဟာဒီလုံခြုံရေးစီကဝင်ငွေရနိုင်သလိုနွေဦးတော်လန်ရင်မှာ BGF နဲ့ DKBA ကိုပြည်သူတွေနဲ့မပူးပေါင်းစေချင်တဲ့အတွက်မတိစင်ကြောင်စောင့်နေခဲ့ကြပါတယ် နှိမ်နှင်းရကြပါဦးလက်တလော့နှိမ်နှင်းနေတဲ့ KK ပခါရိုးရရာနယ်အတွင်းမှာလို့အကရန်ဖင်တည်ရပါတယ် KA နိုင်ငံမှာစီစဉ်ပြီးဝင်ရောက်ပြီးစူးတာနဲ့ BGF KU BGF ရမကောက်တဲ့ဆိုးရုပ်ထမိုင်းကြောင့်အင်အားတုတ်လန်ယူရပြောလို့မရတဲ့လုပ်ငန်းတွေ BGF နဲ့ကိုနှိမ်နှင်းမှုတာလန်ယူရအင်အားတုတ်တန်ရလည်းဖြစ်ပါတယ်အမည်နာမမျိုးစုံနဲ့ DKBA နဲ့ BGF ထိန်းချုပ်ထားတဲ့ကြားပြန့်ဌာနတွေကိုတော့မြန်မာစစ်တပ်ကလက်ဖျားနဲ့မထီသေးပါဘူး FBI ကတော့ဒီကိစ္စကိုတိထားလောက်ပါပြီ အမေရိကန်ကကြေညာလိုက်တဲ့ Scan Center Strike Force ဟာနေဦးဒေါ်လန်ကြီးအထွတ်စိတ်နာအကူအညီနဲ့လက်နက်အကူအညီမရဘူးဆိုရင်တောင်မှ Diplomacy နည်းလမ်းအတွက်တိတ်ကိုကောင်းတဲ့အားသာချက်တစ်ခုလို့ဆိုချင်ပါတယ်။ဦးတန်းရွှေလက်ထက်ကလို့ပစိုးလွန်ပြမယ်ဆိုရင်တော့ American စစ်တပ်ဟာ Venezuela မှာအင်အားပြသလိုမြန်မာနယ်စပ်ကို ရောက်လာနိုင်တယ်လို့ရဲရဲဝံ့ဝံ့အခိုင်အမာပြောချင်ပါတယ်။အမေရိကန်ကကြေညာလိုက်တဲ့ကြားပြတ်နေနေရေးကိစ္စဟာမြန်မာနယ်ဦးဒေါ်လန်ကြီးအထက်ဘလို့အားသာချက်ရှိပြီး စစ်ဗိုလ်ချုပ်တွေဘလို့တုံ့လုပ်နေသလဲဆိုတာကိုကြည့်ရင်အခြေအနေကိုသိပါလိမ့်မယ်အမေရိကန်ကိုပစိုးလွန်မပြရဲတော်သလိုအရှင်ကြီးနှစ်ပါးဖြစ်တဲ့ရုရှားနဲ့တရုတ်ကလည်းကြားပြန့်ကိစ္စမှာဝင်ပါမပေးတဲ့အတွက်အာနာသိန်းစစ်တပ်ဟာအယူမီဝိုင်းထင်နေတာပါကဘာပလစ်ကြီးအမေရိကန်ဘာကဘာတိနိုင်နေမှုအကျညာလိုက်တော့ကြားပြန့်ကိစ္စဟာစစ်အုပ်စုရဲ့အဓိကဝင်ငွေလမ်းကြောင်းနဲ့ရာဇဝတ်မှုကွန်ရက်ကိုဖြိုခွင်းနိုင်ခြင်းအပြင်မြန်မာ့ຫນွေဦးတော်လန်ကြီးကိုဘယ်လိုမျိုးအဆုံးဖြတ်ပေးနိုင်မလဲ နိုင်ငံတကာအတိုင်းဝိုင်းကလုတ်ပေးလေလေတော်လန်ဟေးဘက်ကအခွင့်အရေးသားလေလေဆိုတာကိုလက်တလော့တော်လန်ဟေးတပ်ဖွဲ့တရဲ့အောင်မြင်မှုကိုကြည်ညင်သိနိုင်ပါတယ်မြန်မာနယ်စပ်ကရင်ပြည်နယ်ထဲလက်ပတ်နေတဲ့ကြားပြန်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့နောက်ဆုံးလက်ပတ်ရများကိုစစ်ကောင်စီတပ်ကတတ်မှတ်လိုက်ခြင်းဖြင့်ဖြစ်ပါတယ်ခင်ဗျာစစ်တပ်နဲ့နှိစက်တဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေစီကစုံစမ်းသိရှိရတာကတော့ကြားပြန်လုပ်ငန်းတွေမှာပါဝင်သူတွေကိုလေးလအသွေးမှာလာလန်းအတိုင်းပြန်ကြားဖို့ကြိုးဆိုထားခြင်းဖြစ်သည် DKBA ရဲ့ထိပ်ပိုင်းစစ်ကောင်းဆောင်တပ်ဦးကနိုဝင်ဘာလကုန်ကန်းနေ့စမှာပေါ်ဟုပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့တုန်းကဖီနယ်မြို့တော်ဘာအန်တော့မှာစစ်ကောင်မစင်ကဦးဆောင်တဲ့ကရင်ဖီနယ်နယ်ပွဲကို BGF, DKBA နဲ့ KNUBC ကခေါင်းဆောင်တွေတက်ချိန်မှာကြားပြန့်ရှင်းဖို့ပြောဆိုခဲ့ကြတဲ့သဘောဖြစ်သည်ကိုတွေ့ရပါတယ်။ဒါပေမဲ့ကြားပြန့်တွေကိုဆက်လက်မခံတော့ဖို့စစ်တပ်ရဲ့ဖိအားပေးမှုတွေက2025နှစ်အကြာကနေစတာဖြစ်တယ်လို့ဆိုကြပါတယ်။ တရုတ်ရဲ့ကြောထောက်နောက်ခံပြမှုနဲ့မြန်မာနိုင်ငံမြောက်ပိုင်းမှာကြားပြတ်နေနေရေးဆိုပြီးစတင်ခဲ့တဲ့တန်း27စစ်စင်ရေးပေါ်ပေါင်းလာပြီးနောက်တောင်ပန်းကကြားပြတ်နေကိုဘလို့နေနေမလဲဆိုပြီးနိုင်ငံရေးအခက်ကတ်တွေကစောင့်ကြည့်ခဲ့ကြတာပါတော်လန်ရဲမှာပါဝင်နေတဲ့ကရင်အမျိုးသားအစည်းအဝေးဂျင် KNU ကဥဆောင်ပြီးအလားတကူစစ်စင်ရေးဖော်ဆောင်မယ်ဆိုတဲ့အမြင်တွေရှိခဲ့တာပါ2025နှစ်အကြာမှာတော့စစ်တပ်ကမဲ့လက်အုပ်မှုယူပြီးကရင်နေကြတာဖို့ BGF DKBA နဲ့ BC တွေနဲ့ဖူးပေါင်းဆောင်ရွက်ကမြဝတီမြို့နယ်ကရွှေကိုကိုအခြေစိုက်ကြားပြန့်လုပ်ငန်းတွေကနိုင်ငံသားတွေကိုထိုင်းနိုင်ငံကတစ်ဆင်နေရက်ကိုပြန်ပို့ခြင်းတွေကိုစလုပ်လာခဲ့ပါတယ်စစ်ကော်မရှင်ရဲ့စီရင်ရဆိုရင်ဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ17ရက်အထိမြန်မာနိုင်ငံကိုတရားမဝင်ရောက်လာတဲ့နိုင်ငံသား3855ဦးကိုဖို့ထုတ်ပြီး9536ဦးကိုထိုင်းနိုင်ငံကနေရက်ပြန်ပို့ထားသည်ကိုတွေ့ရ၏ပြန်လွှတ်ခဲ့တဲ့သူအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်သည် ဒီကိင္ကရံကိုကြည့်ရင်ထိုင်းမြန်မာနယ်စပ်ကရင်ပီနယ်မှာကြားဖြတ်ရဲ့အကြီးကြီးမားမားကျယ်ပြန့်တရှိမှုကိုမြင်သာအောင်တွေ့နိုင်သည်ကြားဖြတ်နေနေမှုတွေတဲ့မြင်သာတဲ့လောက်ရထားတော့ KK Park စီးနေမှုဖြစ်ပါတယ်ဒီထစ်စင်ဟာကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်း Prince လုပ်ငန်းစုကိုတည်ထောင်သူချမ်းကြီးကိုကြားဖြတ်လုပ်ငန်းတွေမှာပါဝင်သည်ဟုဆိုပြီးပရီဒိန်နဲ့အမေရိကန်ကအေးအေးယူချိန်နဲ့ဒီပလန်နဲ့တဲမှာမြန်မာစစ်တပ်ရဲ့ KK Park စီးနေမှုဖြစ်ခဲ့ခြင်းဖြစ်သည် ဒါဟာအမေရိကန်သမ္မတထရန့်လက်တက်ရောက်ပြီးမလေးရှားနိုင်ငံမှာပြုလုပ်တဲ့အာဆီယံထိပ်သီးအစည်းအဝေးမဆက်တင်မီချက်ပိုင်းအလို့မှာခေခေပါကိုစီးနင်းပြီးဖောက်ခွဲမှုတွေကိုလုပ်ဖဲ့တာလို့ BGF နဲ့နီးစပ်သူတချို့ကရောကြားဖြန့်ရေးဆောင်ကြည့်သူတချို့ကပါထောက်ပြကြသည်ဤဒီမှာနိုင်ငံတကာဖိအားကိုဟန်ပြတုံ့ပြန်ခြင်းဖြစ်သည်ဟုနိုင်ငံ၏အကဲခတ်မြတ်ကသုံးသပ်ကြ၏ခေခေဖတ်ကိုစီးနင်းဖြစ်ရှိရမှာ BGF Green နဲ့ကြားဆောင်တဲ့စစ်တပ်ကြားသဘောထားကွဲလဲမှုများရှိခဲ့သည်ကိုတွေ့ရ၏ အစခအယောင်ပြစီတာလောက်ပဲလုံမယ်လို့သဘောတူထားပေမဲ့စစ်တပ်ကမိုင်းခွဲမယ်ဆိုပြီးလောက်တာတော့ BGF ဘက်ကလက်ခံလိုက်ရသည်လို့ Greenager စောင့်တပ် BGF နဲ့ညီဆက်သူတို့ကပြောသည်၎င်းကမိုင်းခွဲဖျက်ဆီးတာတွေကို BGF ဘက်ကခွင့်မပြုချင်ပဲနဲ့ခွင့်ပြုလိုက်ရတဲ့သဘောမျိုးပေါ့လို့ဆက်ပြောပါတယ်ဒီလိုခွင့်ပြုလိုက်ရခြင်းဟာစာချုပ်စာတမ်းနဲ့သဘောတူညီချက်ယူထားတာမျိုးလို့မဟုတ်တော့လဲစစ်တပ်ရဲ့အမိန့်ပေးဖိအားကို BGF ကမလွန်ဆန်နိုင်သည့်အခြေအနေကိုရှင်းလင်းစွာပြသခြင်းဖြစ်သည် တောင်ရင်မြေကံပေးမဲထော်တလေးကြီးရအနီမှာတည်ရှိတဲ့ KK ဖတ်ကိုအော်တိုဘာ19ရက်ညပိုင်းမှာစစ်တပ်ကဝင်ရောက်စီးနင်းတဲ့ဒီကိုတွေ့ရ၏စစ်ကောင်စီတထားတရုတ်နဲ့အမေရိကန်တို့ရဲ့နိုင်ငံရေးဖိအားကြောင့်ကြားဖြန့်လုပ်ငန်းများကိုနှိမ်နင်းရအတင်းအချက်လုံဆောင်လျားခြင်းဖြစ်သည်ဤဒီမှာစစ်ကောင်စီရဲ့ရာဇဝတ်မှုကွန်ရက်သည်နိုင်ငံတကာရဲ့အရေးယူမှုတန်ကိုခံလာပြီဆိုတဲ့သက်သေပင်ဖြစ်ပါတယ်ကြားဖြန့်ကိုဆက်လက်မခံတော့ဘူးစစ်တပ်ရဲ့ဖိအားသွေးခြင်းသည်နိုင်ငံရေးအဖြစ်အရေးကြီးသောအပြောင်းအလဲဖြစ်သည် စစ်ကောင်စီရဲ့လေးလအတန်ကြားဖြတ်လူကန်များကိုရှင်းလင်းကိုင်းတဲ့အမေဟာတရုတ်နဲ့အမေရိကန်တို့ရဲ့စိတ်ကျဉ်တဲ့မှုကိုရယူဖို့ဟန်ပြလှောက်ဆောင်ခြင်းတတ်သက်လားဒါမှမဟုတ် BGF လို လက်အောက်ခံအဖွဲ့များအပေါ်စစ်တပ်ရဲ့အာဏာပြန်လည်တပ်ရောက်မှုကိုပြသခြင်းလား KK Bug Minecraft ဖက်စီခံရမှုဟာစစ်တပ်နဲ့ Green Nagan တန်းနာကြားယုံကြည်မှုကိုပုံမထိကိုက်စေမလား ကြားဖြန့်လုပ်ငန်းများရဲ့အနောက်မှာဝင်းဝေးလေးများတဲ့ KK Park သူထဲမှာအလုတ်သမားတွေအွန်လိုင်းချင်းဆက်လိုက်ညာဝတိမြို့ဘက်နဲ့တစ်ဖက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပြီးနောက်စစ်တပ်နဲ့ BGF Green နဲ့ကြားဆောင်တာပူးပေါင်းပြီးအဆောက်အဦတွေကိုဖောက်ခွဲတာတွေဆက်လိုက်လုပ်လာကြပြီးမယ်ဒီလိုစစ်တပ်နဲ့ BGF ပူးပေါင်းလုပ်ရတာအယောင်ပြကြားကန်းနေနေမှုဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်ခင်ဗျာ American ရင်းချမ်းရေး Institute USIB ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးတဦး Jason Tower ကရာထူးမှုကျူးလွန်သူတွေကရဲလို့သယုတ်ပြနေကြတာကိုမြင်သားပါတယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါဟာနောက်ဖက်မှာဘသူရှိနေတာလဲဆိုတာကိုပါညွှန်ကြားနေခြင်းဖြစ်တယ်။ KNU ကိုပင်မတားနေတာဆိုတာကထိုင်းမြန်မာနယ်စပ်ငွေလိမ်လုပ်ငန်းလောင်းစာလုပ်ငန်းတွေလုပ်နေတဲ့နေရာတွေအများကြီးထက်ကကြားဖြန့်ရနောက်ွယ်မှာရှိနေတာဟာ KNU နဲ့ဆက်ဆက်တယ်လို့စွပ်ပြေပြောဆိုနိုင်ဖို့ KK ပကိုရွေးချယ်စီးနင်းကြရလို့ရေစင်တဝါကထောက်ပြခဲ့ပါတယ်။စစ်ကောင်စီရဲ့စီးနင်းမှုဟာလွန်စည်းကမ်းကြားနေတဲ့နိုင်ငံကြီးအချင်းကိုင်မျိုးထိုင်းမီညက်လှုပ်ဆောင်ခဲ့တဲ့ကိုတွေ့ရပြီး KNU ထိန်းချုပ်ခဲ့တဲ့ legal ward data ကိုစစ်တပ်ကတင်ပိုက်ခဲ့တဲ့ရပိုင်းအတွင်းမှာပဲ KK Park ကိုစီမင်းပြီးဖောက်ခွဲမှုတွေကိုလုပ်ခဲ့တာလို့စစ်ကောင်မချင်းပြောခွင့်ပေးသူဗိုလ်ချုပ်ဇော်မင်းတုံးဟာ Autowanisher ရဲ့ media ထေချာချက်မှာပြောခဲ့ပါတယ်။ KNU ရဲ့မူလ e-company နဲ့ Thai company တို့ပူးပေါင်းပြီးမြေငားရင်လုပ်နေတာလို့ဆွေးပြခဲ့ပေမဲ့ KNU ကတော့စွတ်ကြားချက်အလုံးကိုညှင်းဆုပ်ခဲ့ပါတယ်။ ်ခေကေဖတ်ထဲမှာအဆောက်အဦ335လုံးတဲက25ရာခိုင်နှုန်းကိုပဲစစ်တပ်ကဖျက်ဆီးပြောက်ကတည်သူပြီလို့ဂျေးစင်တာဝါကစစ်တပ်ထုတ်ပြန်ကြအပေါ်မူတည်ပြီးပြန်လည်သုံးသပ်ချက်ပေးခဲ့ပါတယ်။ဤဒီမှာနိုင်ငံတကာဖိအားကြောင့်အယောင်ပြလုပ်ရဖြစ်တာလှုပ်ဆောင်ခဲ့တာဖြစ်တည်လို့သူကသုံးသပ်ခဲ့ပါတယ်။တရုတ်မြန်မာရေးလေးလာစောင့်ကြည့်သူဒေါက်တာလှကျော်စောကတော့နိုင်ငံတကာဖိအားကြောင့်ပဲစစ်တပ်ကအယောင်ပြဖြေရှင်းပြတာမဟုတ်ဘူးဆိုတဲ့ရှုထောင့်ကနေသုံးသပ်ချက်ပြီးနီးတရုတ်မှာသမ္မတရှီကျင့်ပင်နဲ့ စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမဲအောင်လိုက်လို့တွေ့ချိန်မှာဒီကိစ္စဖျောက်ဆို့ခဲ့ဟန်ရှိသည်ပြီးတော့ရှီကျင်းပြင်းနဲ့ထရမ်တွေ့ချိန်မှာလည်းဒီကြားဖြန့်ကိစ္စပြောဟန်ရှိသည်ဆက်ဆံရေးလဲကောင်းလာတဲ့အနေအထားဆိုတော့ပိုပြီးအာယုံစိုက်ချင်းဖြစ်သည်ဟုဒေါက်တာလကျော်စောကကိုးကားပြောခဲ့သည်ကရင်လက်နက်ကိုက်အဖွဲ့ခေါင်းဆောင်တချို့ရဲ့အပြောအရလည်းနိုင်ငံတကာရဲ့မြန်မာကြားဖြန့်ရေးအာယုံစိုက်မှုတွေကြောင့်အခုလိုနှိမ်ငင်းမှုတွေဖြစ်လာသည်မင်းတို့တွေကြားဖြန့်တွေလက်မခံနဲ့တော့လို့ပြောထားတယ်ကဘာကြီးကလည်းအော်နေပြီလေ လို့စစ်တပ်ကလုပ်ငန်းတွေဆက်မလုပ်ဖို့ပြောထားတဲ့အကြောင်း DKPA ရဲ့ထိပ်ပိုင်းစစ်ခေါင်းဆောင်ကပြောသည်2025ခုနှစ်နိုဝင်ဘာလလည်းရောက်ချိန်မှာတော့ကြားဖြတ်နေနေရေးအရွေတွေကပိုပြီးမြန်တာလာသည်ဤဒီမှာအရေးပါသောနိုင်ငံရေးလမ်းကြောင်းကိုဖော်ပြခြင်းတင်ဖြစ်သည် ထိုင်းနိုင်ငံဟာသူတို့ဖန်စီထိန်းသိမ်းထားတဲ့အရှိတောင်အာရှမှာတရားမဝင် online ငွေလင်ကုန်းတွေနဲ့လောင်ကစား empire ကိုထူထောင်မှုနဲ့ဆွတ်ပွဲခံထားရတဲ့ရှီဂျီချန်းကိုတရုတ်လက်ပြန်အလိုက်သည့် တရုတ်ကနိုင်ငံတကာရဲတပ်ခွဲကနေတဆင့်တောင်းဆိုမှုကြောင့်ထိုင်းရဲတပ်ခွဲကရှီဂျီချန်းကို2023ခုနှစ်မှာဖမ်းခဲ့ခြင်းဖြစ်ပြီးထိုင်းဘရင်မဟာဝချီရာလောင်ကုန်းရဲ့တမဒရှီချင်းပြင်းနဲ့တွေ့ဆုံမဲ့တရုတ်နိုင်ငံခရီးစဉ်မစခင်မှာပဲဒီအခင်းချင်းဖြစ်လာသည်။ဤဒီမှာဂျပန်နိုင်ငံရေးမှာနိုင်ငံရေးနဲ့ထန်တမန်ရေးဖြစ်အားသည့်စစ်ရေးထက်ပိုအရေးပါတီကို ပြသခြင်းဖြင့်ဖြစ်သည်။စစ်တပ်နဲ့ BGF ပူးပေါင်းလို့ရတာအယောင်ပြဂျားဖြတ်နေနေလေးဆိုတဲ့ဝေဖန်မှုများ အဆောက်အဦ635လုံးတည်းက25ရာခိုင်နှုန်းကိုသာ ဖြတ်စည်းပြခဲ့သည်ဆိုသောတုံးတက်ချက်များရှိနေသော်လည်းတရုတ်နှင့်အမေရိကန်တို့ရဲ့တိုက်ရိုက်အာရုံစိုက်မှုကြောင့်စစ်တပ်သည်သူ့လက်ထောက်အခန့်လက်နက်ကင်အဖွဲ့အစည်းများရဲ့ရာဇဝတ်မှုများကိုမလွဲမရှောင်ကင်တွယ်ရတော့သည်ဂျာဖရန့်မြို့လိုနာမည်ဆိုးတဲ့ကြော်ဂျာ၏မြို့ဝန်ကြီးမြို့နယ်တဲ့ကရွှေကုကုံမြို့ထစီမန်ရေးဦးဆောင်သူရှီကြည်ချန်းဟာကရင်လက်နက်ကင်အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးစောချီတုနဲ့လည်းစီးပွားရေးလုပ်ဖော်ကင်ပဲထစ်သည်ဆိုတဲ့အချက်ပင်ထွက်ပါတယ်ခင်ဗျာ ဤဒီမှာမြမစစ်တပ်နဲ့၎င်းရဲ့လက်တော့ခံတပ်ဖွဲ့ဝင်များနိုင်ငံဖြတ်ရာဇဝင်မှုများနဲ့မြင့်မြတ်နှစ်ရှင်းစွာဆက်ဆက်နေသည်ကိုပြသခြင်းဖြင့်ထစ်သည် Justice for Myanmar က2024ခုနှစ်မတ်လထဲမှာဖော်ပြရေးသားခဲ့သည်မှာထိုင်းမြန်မာနယ်တပ်မှာမြဝတီရွှေကိုကို KK Park Apollo Park Yulong Bay Park ဒုံဘေးပတ်တို့နေတာတွေက online လောင်းကစားနဲ့ငွေလိမ်လုပ်ငန်းတွေကို PGF ကလုတ်ကင်နေသည်ဖြစ်သည်မြမစစ်တပ်နဲ့ပါဆက်ဆက်နေသည်ဟုဆိုသည် JFM ရဲ့ပြောရေးဆိုရေးရှိသူ မယန္တနာမောင်ကဒီပတ်ဒီကိုလုံယုံရေးပေးတာလိုအပ်တဲ့ပစ္စည်းတွေလျှက်စင်မီတွေအင်တာနက်ရနိုင်မှုတွေကိုစစ်တပ်ရဲ့ညွန့်ကြားမှုအောက်ကနေ BGF ကလုတ်ပေးတာဆိုတော့ဒီကြားပြတ်နေတဲ့ပက်တက်ပြီးအေးအေးယူမယ်ဆိုရင် BGF တဖွဲ့တည်းမဟုတ်ပဲစစ်တပ်ကိုပါထည့်ပြောတင်တယ်လို့ပြက်ပြက်တန်တန်ပြောဆိုခဲ့ပါတယ်ခင်ဗျာဤရာဇဝမှုကုံရက်ဒီနိုင်ငံတကာရဲ့တိုက်ရိုက်အေးအေးယူမှုနဲ့ကြုံတွေ့လာခဲ့ရသည်အမေရိကန်နိုင်ငံကကြားဖြန့်လုပ်ငန်းတွေကိုထုတ်ပန့်သည်ဟုဆိုပြီး BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့ တားနှစ်ယောက်ကို2025ခုနှစ်မေလကတည်းက American Panda ရဲ့ဌာနကအရေးယူပိတ်ဆို့ထားသည်ဒါအပြင် DKBA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့စောစတိစောစိန်ဝင်းစောဆန့်အောင်နဲ့ဆိုင်းကျော်လာတို့ကိုလည်းတန်ခတ်ပိတ်ဆို့အရေးယူခဲ့သည် American နိုင်ငံကကြားဖြန့်တိုက်ခဲ့ရေးအထူးအဖွဲ့ Scam Center Strike Force ကိုလည်းဖွဲ့စည်းလိုက်သည့်အတွေ့တရုတ်ရော American ပါကြားဖြန့်ကိုနှိမ့်င်းဖို့လှုပ်ချိန်မှာစစ်တပ်ကိုအပြစ်မှတ်မှု ပိုရလာမလားထွက်ပေါက်ရမလားဆိုတဲ့အနေထားနဲ့လုပ်နေတာပါလို့တရုတ်မြန်မာအရေးလေ့လာသူဒေါက်တာလှကျော်စိုးဟာသုံးသပ်သည်ဤဒီမှာစစ်ကောင်စီနိုင်ငံတကာဖိအားကို နိုင်ငံရေးအရာလှည့်စားခြင်းပြုဟာချစ်တီဟုဆိုရမည်2025ခုနှစ်မေလကလေးကစစ်တပ်ဘက်ကကြားဖြန့်တွေကိုဆက်လက်မခံဘူးနဲ့ရွေးကောက်ပွဲထောက်ခံဖို့ဆိုပြီးဖိဟားပေးလာခဲ့သည်ဟု BBC ရဲ့သတင်းရင်းမြစ်တွေအပြောအရသိရ၏ယခင်က ကြားဖြန့်လုပ်ငန်းအကြောင်းမသိခဲ့ဘူးဆိုပြီးငင်းဆန်ခဲ့ကြတဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူရော DKBA ရဲ့စစ်ဦးကြီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်တို့ပါသူတို့ဒေသမှာကြားဖြန့်ရှိနေကြောင်း2025ခုနှစ်နိစပိုင်းသတင်းမီဒီယာတွေကိုဖြေကြားရမှာထည့်ပြောလာခဲ့ကြသည်အဲ့ဒီနောက်အောက်ဂုလထဲမှာ BGF နဲ့ DKBA တွေ့ဆုံခဲ့ကြသည်နောက်တလစက်တင်ဘာမှာတော့ BGF DKBA အပြည့် KNU KNRA PC ပါပါဝင်ပြီး စစ်တပ်နဲ့အပိရက်ထားတဲ့ current လက်နက်ကိုင်၃ဖွဲ့ရဲ့တကားပိတ်တွဲဆောင်ပွဲလုပ်ခဲ့သည်စတင်မှာတွဲဆောင်မှုအပြီးမှာတော့စစ်တပ်လုံးမဲ့ရွေးကောက်ဖွဲ့ဆန္ဒမဲ့ပေးရမှာထိခိုက်နဲ့နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့အစုံပူးပေါင်းမှုနဲ့ကာကွယ်မှုဖြစ်ပြီးပြည်သူတွေဘဝတည်ငြိမ်အေးချမ်းအောင်ဖော်ဆောင်ပြီးဆိုပြီးထုတ်ပြန်ချက်ထွက်လာခဲ့သည်ဤဒီမှာရွေးကောက်ပွဲကိုအကြောင်းပြုပြီးကြားဖြန်လုံခြံများကိုရှင်းလင်းကဒေတာရင်းတည်ငြိမ်မှုကိုရယူလိုသော စစ်ကောင်စီဗျူဟာထစ်သည်ဟုတုံ့တက်နိုင်၏ KNU KNPC ကအမိမဖော်လို့တဲ့တရားရှိကြီးတဦးကကျွန်တော်တို့တုံးဖွဲ့ဟာရွေးကောက် ဖွဲနဲ့ပတ်တက်ပြီးပါဝင်ပတ်တက်ခဲ့ဘူးကမရှိဘူးလွတ်တော်ပင်ပနိုင်ငံရေးနဲ့ပဲသွားတာပါဒါပေမဲ့တဖွဲ့ချင်းစီရဲ့အခြေအနေအရရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သဘောထားထွက်လာတာဖြစ်တယ်လို့ပြောသည်2020ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးထိုင်းမြန်မာနယ်စပ်ဒေသမှာကြားဖြန့်လုပ်ငန်းတွေ တွင်းကျယ်လာတာဖြစ်သောကြောင့်စစ်တပ်လုံးမဲ့2025ခုနှစ်ရွေးကောက်ပွဲကတဆင့်တည်ငြိမ်မှုပြန်ရှာပြီးအဲ့ဒီနောက်ဒေတာရင်းတည်ငြိမ်ရေလုံပြီလို့၎င်းကရှင်းပြခဲ့သည် DKBA ရဲ့ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးကမင်းတို့တွေကြားဖြတ်နေမလက်ခံနဲ့တော့လို့ပြောထားတယ်လို့စစ်တပ်ကပြောထားတဲ့စကားကိုကိုထုတ်ဖော်ပြသထားတာကိုတွေ့ရသည်ဗိုလ်မှူးကြီးစောချစ်သူကပါဝင် BGF ထိပ်ပိုင်းတပ်အရာစီတွေဖြစ်တဲ့ဗိုလ်မှူးချုပ်စောတင်ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောတို့ကို DBC ကမေးမြန်းဖို့စ조사ပေးမယ်ပြန်လဲဖြေဆိုတာမရှိပါဘူးဖြေရမယ့်အချိန်ကျရင်ထွက်ဖြေပါမယ်လို့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကခတ်တိုးတို့တုံ့ပြန်သည်ဤဒီမှာဒန်ခတ်တီးဆိုးမှုနဲ့စစ်ရေးဖိအားဒဏ်ကြောင့်ရာဇဝတ်မှုကွန်ရက်ဤခေါင်းဆောင်များသည်အလွန်အကျတမ်းရောက်ရှိနေပြီဆိုတဲ့အချက်ကိုရှင်းလင်းစွာပြသနေပါ रे ခင်ဗျာဗိုလ်မှူးကြီးစောချစ်သူတို့ခေါင်းဆောင်များပါဝင်တဲ့ရာဇဝတ်မှုကွန်ရက်အပေါ်အမေရိကန်ဒန်ခတ်မှုနဲ့ တရုတ်ဤအလိုမရှိတို့တုံးပေါင်းဆက်လာခဲ့တာကစစ်ကောင်စီရဲ့ရွေးကောက်ပွဲဗျူဟာကိုဘယ်လိုမျိုးထိခိုက်စေနိုင်ပါလဲလဲစစ်ကောင်စီဤကြားဖြတ်နေနေရေးဟာအယောင်ပြချင်းဖြစ်တော်လဲຫນွေဦးတော်လန်ရဲ့အတွက်တန်ထမားရဲ့အရာအခွင့်လန်းကောင်းထစ်လာနိုင်ပါဒလားစကောင်စီနှင့်လကောင်းကြီးလက်အောက်ခံ green လက်နက်ကိုင်အဖွဲ့များကြားဒေသတည်ငင်ရေးနှင့်ကြားဖြတ်နှင်နှင်ရေးဟူသောကောင်းစင်အောက်တွင်လှုပ်ဝက်သောအဘေးယူများထွပေါ်နေခြင်းပင်ထွပါရခင်ဗျာ ထိတ်ပိုင်းကောင်းဆောင်တွေကလည်းဒေတာရင်းတည်ငင်ရေးအတွက်ရွေးကောက်ပွဲထွမြောက်ဖို့လိုသည်ဟုဆိုကြသည်။ကရင်လက်နက်ကိုင်အဖွဲ့အစည်းပြောတဲ့ဒေတာတည်ငင်ရေးဆိုတာကြားဖြတ်နိုင်နေရေးလို့အကြမ်းဖင်းယူဆနိုင်ပါလေ။ဒါကြောင့်ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတယ်လို့ဖော်ထုတ်ခံထားရတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းကရွေးကောက်ပွဲကိုထောက်ခံပေးပြီးစစ်တပ်နဲ့အဘေးယူလွတ်ထားတယ်ဆိုတဲ့သတင်းစကားတွေဆက်တိုက်ထွက်နေကြတာပါ။သို့တော့ DKBA ထိတ်ပိုင်းစစ်ကောင်းဆောင်တို့ကအဲ့လိုလွတ်ထားတာမျိုးမရှိပါဘူး။အဘေးယူသဘောမရှိပါဘူးလို့ညင်းဆိုသည်။ ထိုကောင်းဆောင်ကပင်တချိန်ကျရင်ဓာရီပျောက်ကွယ်သွားမှာပါသူတို့လာရသူတို့ပြန်သွားရမှာပါလို့တပင်းညီတဲ့ပြောကြသည်ဂရင်ဘီနယ်ထဲမှာကြားဖြတ်နှိမ့်နှင်းရဲ့အချိန်မြင့်မဲ့ထန်းထန်ဖြည့်ဆို့သွားကြသည်ကိုတွေ့ရ၏ DKBA ထိပ်ပိုင်းစစ်ကောင်းဆောင်တို့ကဖိုးလာတာအတွင်းကြားဖြတ်မှာပောင်းဝင်နေသူတွေလာရလန်းကိုပြန်ဖို့တိုက်တွန်းထားသည်ဟုပြောသည်နိုဝင်ဘာလကုန်ကနေစမှာပေါ့ဂရင်ဘီနယ်နေ့ကတွေ့တာတောင်ကြားဖြတ်ရှင်ကိုပြောသေးတယ်လို့၎င်းကဆိုသည် သူတို့ပြောတဲ့ဖိုးလာတာဆိုတဲ့ဂါလာအပိုင်းခြားရအပိုင်းလက်ရွေးကောက်တဲ့တကိယအချင်းအပြီးဆရာနာသိန်း9နှစ်ပြည့်ချိန်ဖေဖော်ဝါရီလမှာကြားဖြတ်နေနေရဲ့အရွေးတစ်ခုဖြစ်လာဖို့စစ်တပ်ကရည်ရွယ်ဟန်ရှိသည်။ဒါဟာစစ်တပ်ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့ဂျန်ခန်ရဲ့ USDB သို့မဟုတ်ရွေးကောက်ခံရတဲ့ပါတီကိုယ်စားလှယ်တွေပါဝင်တဲ့အစိုးရတရားအဖြစ်ရဲပြောင်းမဲ့ဂါလာနဲ့အချင်းကိုက်လောက်ဆောင်တာလို့ American Ngin Changin Institute USIB ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tawa ကသုံးသပ်သည် ဂျေးစင်တာဝါကကြားဖြတ်နေနေသူတို့လုတဲ့အကြောင်းအကုတ်လုံးကိုပြောပြခြင်းနဲ့ကဘာကြီးကိုပြောခြင်းနဲ့တားပြတရုတ်ပြနိုင်အောင်ပြင်ဆင်နေကြလာဖြစ်တယ်လို့ဆိုပါတယ်။ KK Park စီးနင်းမှုလိုမျိုးအုပ်အော်တောင်းနေမှုဖြစ်စေဖို့စစ်တပ်ကပြောထားတယ်ဟုစုံစမ်းသိရှိရသည်။ဒါကြောင့်ကြားဖြတ်လုံခြုံရေးကနေရပြန်နိုင်အောင်အထီးပေးတာတွေလုပ်နေပြီးနေ့စဉ်လိုလိုပြောင်းရွှေ့နေသူတွေရှိသည်။ဒီလုံခြုံရေးတွေမှာတရုတ်ကိုပြန်ဖို့ရင်ဆွေစဉ်မျိုးဆက်အလိုက်အပြစ်ပေးအရေးယူခံနိုင်ရတဲ့သူတွေလည်းရှိနေတယ်လို့နေရပြန်ဖို့ခက်ခဲနေကြသည်ဟု TKB ရဲ့ထိပ်ပိုင်းစစ်ကောင်ဆောင်တို့ကပြောပါတယ်။ မြေမြင့်အချင်းဒီတိတိတူရရဲ့အပြောအရလဲ KK Park အပအဝင်ထိုင်းမြန်မာနယ်စပ်ကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ရတဲ့တရုတ်လုံရှားမှန်တို့မြေအလုပ်သမားတွေကိုစစ်တပ်နဲ့သူတို့နဲ့နှိစက်တဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့အကဲအကွဲယူပြီးရွှေ့ပြောင်းနေသည်ဟုသိရသည်စစ်တုံးတပ်တိုင်းနဲ့ဆလွင်းတပ်တိုင်းနဲ့ဘောနဂျီရွာအနီးမှာရှိတဲ့စစ်ကော်မရှင်ရဲ့တပ်စခန်းဂိတ်တွေကအစစ်စေးမရှိဘဲတွာလာခွင့်ပြုနေသည်လို့မြေမြင့်အချင်းဒီတိရှိသူတို့ကပြောထားပါတယ် KNU ရဲ့ဂျုံတို့မြေနဲ့အလုပ်မှုကိန်းကော်မတီရဲ့ထုတ်ပြန်ချက်ကလည်းဒီအချင်းဒီကိုမီးပေါင်းထိုးထားနေသည်ကိုတွေ့ရ၏ ကရင်ပြည်နယ်ကောက်ကရိတ်ခရိုင်ကျုံလို့မြို့နယ်တဲမှာလမ်းကြောင်းတွေကိုအသုံးပြုပြီးကြားဖြတ်လုပ်ငန်းတွေကနေဆွန့်ခွာလာတဲ့နိုင်ငံသားဝန်ထမ်းတွေကိုရွှေ့ပြောင်းကာလက်ခံခေါ်ယူထားမြို့မပြုတ်လို့ဖို့ထူးပြန်ထားတယ်ကိုတွေ့ရပါတယ်။မိုးကြိုးမှုရန်လဲအိုင်ကနိုဝင်ဘာ15ရက်ကရင်ပြည်နယ်မြို့တော်ဘားအန်ကိုသွားချိန်မှာကဘာအင်အားကြီးနှစ်နိုင်ငံရဲ့အာယုံစူးဆိုင်မှုခံလာရတဲ့မြန်မာနိုင်ငံအတွင်းကကြားဖြတ်နေနေဟီကိုစစ်တပ်ကအမျိုးသားရေးတာဝန်လိုတတ်မှတ်ပြီးနေနေမီလို့ထုတ်ပြောလာခဲ့တယ်ကိုတွေ့ရ၏။ မရလိုက်မှာ KK ပကကြားဖြန့်ကိုလည်းဆက်ပြီးနှိမ်နှင်းမယ်လို့ပြောခဲ့သည့်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကို BBC ကဆက်သွယ်မေးမြန်းထားပေပင်နိုဝင်ဘာ15ရက်ညနေပိုင်းထိတစုံတရာ တုံ့ပြန်ဖြေကြောင်းလာတာမရှိသေးပေဒါပေမဲ့ကြားဖြန့်နှိမ်နှင်းရေးလို့မယ်ဆိုတဲ့ခရင်လက်နကိုင်းခေါင်းဆောင်တချို့ကိုယ်တိုင်ကဒီလုပ်ငန်းပတ်ပြောက်သွားမယ်လို့ယုံကြည်ဟန်မရှိနေပါဘူးကြေးစည်တွင်ကြပိတ်ဆို့ခြင်းတယ်ဆိုရင်အင်တာနက်လိုင်းတွင်မရှိတော့ဘူးဆိုရင်တော့ပိတ်လို့ရမယ် အင်တာနက်ရှိနေသမျှဒီလူတွေကရွေးရနေမှာပဲလို့ DKBA ရဲ့ထိပ်ပိုင်းစကောင်းဆောင်တအူကပြောသည်။ကရင်လက်နက်ကိုင်အဖွဲ့တွေပြောတဲ့ဒေတာတည်ငင်ရေးဆိုတာကြားဖြောင့်နိုင်နေရေးလို့အကြံပြန်ယူဆနေပါတယ်။ဒါကြောင့်ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတယ်လို့ဖော်ထုတ်ခံထားရတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေကရွေးကောက်ဖွဲ့ကိုထောက်ခံပေးပြီးစစ်တပ်နဲ့အပေးအယူလုပ်ထားသည်ဆိုတဲ့သတင်းစကားတွေဆက်တိုက်ထွက်နေကြတာဖြစ်သည်။ စစ်ကောင်စီဟာလေးလာတာတတ်မှတ်ကာလအကြီးဖေဖော်ဝါရီလမှာကြားဖြတ်နိုင်နေရဲ့အရွယ်တစ်ခုကိုပြသပြီးကဘာကြီးကိုပြောပြခြင်းနဲ့တရုတ်ပြပွဲကိုအမှန်တကယ်ဖန်တီးနိုင်ပါမလားကြားဖြတ်လုံခြံရပ်တန့်စေဖို့စစ်တပ်ရဲ့ဖိအားပေးမှုဟာရွေးကောက်ပွဲကိုအထောက်အကူပြုမဲ့နိုင်ငံရေးလှုပ်ရှားမှုအဖြစ်အောင်မြင်မလားကဘာအင်အားကြီးနိုင်ငံရဲ့အာယုံစူးစိုက်မှုကိုခံလာရတဲ့မြန်မာနိုင်ငံအထွန်းကဒီရာဇဝတ်ကွန်ရက်ရဲ့ကံကြမ္မာဟာဘလို့အဆုံးတတ်သွားမလဲ